ါရှင်ဒီကနေ့မှာတော့ဆရာကိုရွှေမိုးစီးပွားရေးတက္ကသိုလ်ရေးသားထားတဲ့ကျုံရိပ်ညိုတဲ့မိုးလဲတဲ့ပြီဆိုတဲ့ဝတ္ထုရဲ့အပိုင်း၅ဖြစ်ပါတယ်ကျမနဲ့အတူလိုက်ပါခန်းစားကြည့်ကြပါအောင်ရှင် ်သွားတော့တင်ထွန်းတယောက်လန်းစန်းတက်ကြွနေသည်ကိုတွေ့ရသည်အတန်းနဲ့ရောက်တော့ဆရာမယောက်သေးသည်ဖြင့်ထိုင်ပြီးစကားပြောနေကြစဉ်အတန်းရှိသူညိုနှင်းဆွေတို့ရောက်လာကြသည်ကိုတွေ့လိုက်ရသည်ကျွန်တော်တင်ထွန်းကိုတရံဖြစ်တွတ်ပြီးအသိပေးလိုက်တော့တင်ထွန်းကတော့ကမျောဖြင့်အခန်းပြင်ဘက်ထွက်သွား၏စာတင်ကုန်များထိုင်ကုန်များကိုလည်းတိုက်ခိုက်သွားလိုက်သည်၏တင်ထုံးအပြင်ရောက်တော့ဆွေကကိုရီတာကနေအပြင်ဘက်အဝေးကိုလှမ်းငေးကြည့်နေ၏ကျွန်တော်လည်းအတန်းပြင်ဘက်လိုက်လာရင် ကော်ရီတာရောက်တော့ဘာမပြောညာမပြောနဲ့ညိုကျွန်တော်ကိုလက်သီးစုပ်ဖြင့်ထုပါတော့သည်အနီးမှဖြတ်သွားသောចောင်းသားအချို့မှလှုပ်လှုပ်နာနာလေးထူဟုအားပေးသွားသည်၏နောက်အဲ့လိုလုံးမလားဘာလဲညိုရဲ့အသက်လွတ်ကြီးပါလားကို့အចောင်းကိုမသိဘူးလားမနေ့ကောင်ကလေလူတွေကိုစိတ်ပူအောင်လှုပ်သွားတာဩအဲ့ဒါလားဆွေကိုအားနာလို့ပါဘာမှမဆိုင်တသက်လှုပ်တာမသိဘူးမြတ်မှတ်နေလား အဲ့ဒီတော့နောက်ဆိုအဝေးကနေပြောလိုက်တာလို့អော်ပြီးကခုံပြီးလာခဲ့မယ်ទីလားဟုတ်ကျွန်တော်ပြောတော့ဆွေးမျက်နှာနီးရဲနေသည်တင်ထွန်းကတော့ခြေမကင်မိလက်မကင်မိထိုးစဉ်ကျွန်တော်ကညို့အားအခုအတမ်းမရှိဘူးလားအင်းမရှိဘူးဆရာမနေမကောင်းလို့တဲ့ဟုတ်ညို့ပြန်ဖြေတော့တင်ထွန်းကဒါဆိုခင်းတင်းသွားကြမယ်လေဟုတ်ကမန်းကရန်ဝင်ပြော၏ထိုးစဉ်ညို့ကအတမ်းရှိတယ်မဟုတ်လားရပါတယ်ဟုတ်တင်ထွန်းပြန်ဖြေတော့ ။ဒါဆိုလဲသွားကြမယ်လေ။ဟုအတိုင်ဖောက်ညီနေကြသဖြင့်ကျွန်တော်ကမင်းတို့သွားရင်သွားကြကွာငါအတန်းတက်လိုက်အောင်မယ်။ဟုဆိုတော့တင်ထွန်းကမင်းမညှင်းနဲ့ကွာ။ဟုပြန်ပြော၏။ထိုရင်ညိုကကြည်အောင်သူများတွေကိုစိတ်ညစ်အောင်ဘယ်လိုလုပ်ရမလဲပဲစဉ်းစားနေသီလား။ကဲပါလိုက်ခဲ့ပါမယ်။ပါရမီပြည့်ကောင်းပါတယ်လေ။ဒါနဲ့ဆွေရောလိုက်ပါလား။ဘလို့ဖြစ်နေရလဲ။ဟိုညိုအန်ချိတ်ပြောကကျွန်တော်လက်မောင်းအားလိန်ဆွဲဤ။ ။ဆွေကတော့ခေါင်းပင်မဖော်တော့။တင်ထွန်းကတော့အတန်းနဲ့ဝင်ပြီးသူ့လွယ်အိပ်ရော ကျွန်တော်လွယ်အိပ်ပါယူပြီးထွက်လာခဲ့၏။ညာကကြွေးထားတဲ့ထမင်းတနက်ကျေးဇူးကလည်းရှိနေသေးတော့။ကုညီရမှာပေါ်ဟူတွေးရင်ကန်တင်းဘက်ထွက်လာခဲ့ကြ၏။ကန်တင်းရောက်တော့တင်ထွန်းတယောက်ဆွေကိုရင်နွေးငှဲ့ပေးရတာနဲ့အတုံးမှပေးရတာနဲ့အလုပ်တွေရှုံနေ၏။ဆွေ၊စာမွေးပြီးရင်နေပြန်ပါလား။ဟုတ်ကျွန်တော်မီးတော့ဆွေကအန်အောဟန်ပြင်ကြည်ရင်ခေါင်းငိမ့်ပြ၏။ သူခမရရှက်နေသဖြင့်စကားပင်ကောင်းစွာမပြောနိုင်။ဘာလို့မလို့မေးတာလဲ။ဟူညိုကဝင်ပြီးတော့ဘာမှမလုပ်ပါဘူး။နေပြန်လက်ဆောင်ထည့်ပေးမလို့။ဘာလက်ဆောင်လဲ။ထူရီထူးထူးတော့မဟုတ်ပါဘူး။အလုသမားတယောက်လောက်ထည့်ပေးလိုက်မလားလို့။ဟူဆိုတော့ညိုကျွန်တော်ကိုမျက်လုံးကြီးပြူးကြည့်ပြီးနှာခမ်းကိုကိုက်ပြသည်။ကြော်ကြော်တယောက်ဟာလေတကားမှစကားကောင်းမပြောဘူး။အဲ့ဒါဆိုခုပြောမယ်။ညိုကျွန်တော်ကြော်ကြော်လို့ပဲခေါ်နေတော့မှာလား။ အင်းလေငါပြက်လို့လဲကြော်ကြော်လို့မခေါ်လို့ဘလို့ခေါ်ရမှာလဲမောင်လို့ခေါ်ခေါ်ပါဦးဘာမှလည်းမသိဘူးလူတွေရှေ့မှာရှက်စရာကြီးခေါ်ပါနောက်ကလူတွေကိုရီဆွေတွေခေါ်ကုန်ရင်ကိုရီကြံခဲ့မယ်နော်ဘလို့ပြက်လို့လူတကာကိုလိုက်စနေရလဲလောက်ပါခေါ်လိုက်ပါကြားကျင်နေပြီနော်ဘလို့ဖြစ်နေရလဲစာမေးပွဲများပြီးဆုံး၍နေရက်အတီးတီးပြန်ကြတော့မြည် တငယ်ချင်းများချစ်သူများခနာခွဲကြရမည်မို့အတီးတီးစိတ်တော်မကောင်းကြအရင်ဆုံးပြန်မြည်သူကညိုဖြစ်သည်သာရဝယထာကပြည်ယထာထက်စော၍ထွန်းမာမို့ညို့ကိုလိုက်ပို့ရန်ကြီးမနိုင်ဘူးသာတို့လာခဲ့၏ဆွေကလည်းပြန်ရန်ပြင်းစင်နေရသည်မို့ညို့ကိုလိုက်မပို့အားကျွန်တော်နှင့်တင်ထွန်းနှစ်ယောက်သာလိုက်ပို့ဖြစ်သည်ယထာဘော်တွင်ညိုနေရာယူပြီးတော့ကျွန်တော်ကိုမှားစရာရှိတာများကျွန်တော်ကမှားစရာရှိတာများအပြန်အလှန်မှားကြားကြပြီးနောက် ကျွန်တော်ဝယ်ပေးထားသောခေါင်းစည်းပေါ်ဝါအနီလေးကိုညိုသူ့ခေါင်းမှာစီးရန်ပြင်တော့ကျွန်တော်အသာယူပြီးစီးပေးလိုက်သည်ယထာထွက်ရန်ခရတန်အကြားမှာတော့ကျွန်တော်ညှိုးလက်လေးကို အသာဆုပ်ကိုင်နှုတ်ဆက်လိုက်ပြီးယထာပေါ်မှာဆင်းလာခဲ့စဉ်ရှိုက်တန်တစ်ချက်ကြားလိုက်ရသည်ညိုအာမငိုရန်ပြောပြီးထွက်ခွာစားပြုနေပြီဖြစ်သောယထာနောက်အာကျွန်တော်တို့နှစ်ယောက်အပြေးလိုက်ကညိုကိုလက်ပြနှုတ်ဆက်တော့ညိုယထာပရင်ပေါက်မှာခေါင်းပြူ၍ မကျမကြီးကယူဆိုင်တော့စိတ်လိုက်ပြီးအရင်မတောင်းနဲ့တော့ဟုငိုရှိုက်တန်များနဲ့ရောထွေထွက်လာသောညို့အတန်ကိုကတ်တဲ့တဲ့ကြားလိုက်ရပြီးနောက်ယထာသည်တစားတစားဝေး၍သွားခဲ့ပြီဖြစ်၏။ဩမောင်နဲ့လားညို့ရဲ့ဟုစိတ်ထဲမှပြောရင်ကျွန်တော်တို့နှစ်ယောက်ညို့ကိုလိုက်ပို့ပြီးနောက်ဆွေကိုလိုက်ပို့ရန်အတွက်ဘူတာကြီးတို့သွားရမည်ဖြစ်သည်။ညို့ရောဆွေရောအဆောင်ကနေတက်ဆိုင်ရာဘူတာအတီတီတို့ဆင်းမည်ဆိုတော့ အဆောင်ကနေတိုက်ရိုက်လိုက်ပို့ကျင်တော့လေသူတို့နှစ်ယောက်လုံးကလက်မခံသဖြင့်ဘူတာကိုတီးကြစီတွားခဲ့ရခြင်းဖြစ်သည်ကျွန်တော်တို့ဘူတာကြီးရောက်တော့ဆွေကကြိုရောက်နှင့်နေပြီဖြစ်သည်ဆွေအတွက် တင်ထွန်းကယထာလက်မှတ်တွားဝယ်ပေးပြီးနှစ်ဦးအတူခရီးသည်နားနေကုန်လေးတွင်ထိုင်နေကြသည်ခနာတာဝေးရမည်ကိုတည်တော်လေမခွဲနိုင်မခွာရဖြစ်နေကြသောချစ်သူနှူးကိုကြည်ကကျွန်တော်ညို့ကိုတရိယာနေမိ၏ ြင်ထွန်းကဆွေကိုလိုအပ်မည်မှန်သမျှကိုတစ်ခုတ်တရလှုပ်ပေးရှာသည်ဆွေကကျွန်တော်တို့အားယထာမထွက်ခင်ပြန်စီခြင်းပုံရသည်အတင်းပြန်ခိုင်းနေသည်ကျွန်တော်တို့မပြန်သည့်အဆုံးသူ့အနေနဲ့ယထာအထွက်နှုတ်ဆက်ကြံခဲ့မည်သူများကိုမထားခဲ့လိုပါထို့တူ ထွက်ခွာသွားရသူနေရာမှလည်းလက်ပြနှုတ်ဆက်ရန်အင်အားမရှိပါဟု အတန်တန်တောင်းဆိုနေသည်ဖြင့် ်ဆွေအားယထားတွဲထိုးပြီးထိုင်ကုန်နေရာပို့ပေးကစာရေးကြမယ်နော်ဟုအပြန်အလှန်မှာကြားကြပြီးကျွန်တော်တို့ပြန်ခဲ့ကြ၏တင်ထုံးကတော့နောက်သူလှဲကြည့်လှဲကြည့်ဖြင့်ပြန်လာရင်တနေရာအရောက်တွင်ရက်နေသဖြင့်ကျွန်တော်လည်းနောက်သူလှဲကကြည့်လိုက်ပြီးတော့မျက်နာကိုလဝါးနှင့်အုပ်ခါဆွေငိုနေသည်ကို တွေ့လိုက်ရ၏ရက်နေရင်မှရုတ်တရက်ဆိုသလိုတင်ထုံးဆွေရှိရာယထားရဲစီတို့အပြေးပြန်သွားခဲ့၏ ကျွန်တော်အိမ်ပြန်ရောက်တော့အဖေနဲ့အမေတို့ဝယ်လာတော့လက်ဆောင်များဖြင့်ကတော့ပြီးညနေဆောင်တော့တငယ်ချင်းများနဲ့တွေ့ရင်အိမ်မှထွက်လာခဲ့သည်တငယ်ချင်းများကိုတရိယာနေသည်ကတကြောင်နောက်ပြီးအိမ်ကမတိအောင်အလုပ်လေးတစ်ခုလုပ်ချိန်၍တိုင်းမင်လိုသည်ကတကြောင်တို့ကြောင့်ဖြစ်သည်အိမ်ကပိုးသည့်ငွေကကြောင်တက်ရန်လုံလောက်တော့လဲအပူသုံးဆွဲရန်အတွက်မိဘကိုအပူမကက်ခြင်းတို့ဖြင့်တငယ်ချင်းများကို အပူကက်ရသည် တငယ်ချင်းများကတပတ်တွင် တနင်္ဂနွေပိတ်ရက်တည်းရလှိုင်းပွဲသို့သွားရေးစပိန်ကယ်ရီနင်းကြကြောင်းသိရပြီးတစည်းလျင်နင်းက25ချက်ရရှိကြောင်းခြီတုံများအချိုမုံပုံများအပူဆောင်းတင်နိုင်ပါကချက်30ရရှိကြောင်းပြောကြသဖြင့်ကျွန်တော်စိတ်ဝင်စားသွားသည်သူတို့လည်းလက်ရှိចောင်းသားများဖြစ်ကြပြီးတချို့မှာဝန်ထမ်းများဖြစ်ကြသည် ဒီလိုဖြင့်တနင်္ဂနွေပိတ်ရက်တွင် စပိန်ကယ်ရီနေရံအတွက်ဖန်အမားလှိုင်းပွဲသို့ခရီးသည်တင်ကားဖြင့်ထွက်လာခဲ့ကြသည်စပိန်မှာဖဲဆက်အမျိုးအစားယူရီးယားဘိန်းဖြစ်ပြီးကြောင်စင်းရောင်နှင့်ကြက်သွေးရောင်နှမျိုးသာလာသည်ခြေထုတ်လည်းအလန်နီအလန်စိန်နှမျိုးလာ၏အချိုမုံကတော့အာဂျီနိုမိုတို၄000တန်ပုံဖြစ်၏အချိုမုံပုံကိုကယ်ရီယာခုံမော်ရင်ကျိုးဖြင့်တေချာတုပ်ပြီးခြေထုတ်များကိုလည်းရှေ့ချင်းနဲ့ စင့်ထဲကကျိုးတုပ်၍မိုင်30ခန့်ခရီးကိုနင်းရသည် ဖြစ်၏။အုပ်စုလိုက်နင်းရသည်ဖြစ်၍ပျော်ဖို့တော့ကောင်းသည်။ဖအံရောက်တော့ဒိုင်းကိုပစ္စည်းအပ်ခါပတ်စံထုတ်ပြီးအိမ်ပြန်လာခဲ့ကြသည်။အိမ်ရောက်တော့အမေကတဏီကုံဘဲသွားနေလဲဟုမေးကာဆို၏။မိဘမသိဘဲလှုပ်ခဲ့သည့်ပထမဦးဆုံးအလုံးမှုစိတ်ထဲမှာတော့မလုံး။သို့ဖြင့်နွေရသည့်ចောင်းပဲ့ရဲ့တရားသည်လုံးစားစားတောက်တောက်ဖြင့်ပတ်စံ300ကျပ်စုမိပြီဖြစ်သည်။ ចောင်းဖွင့်လျင်တုံးဆွဲဖို့အတွက်သိမ့်မပူရတော့ဤကဲ့သို့အလုံမျိုးကိုမိဘကခိုင်းလျင်လုံနိုင်ပါမည်လားဟုကိုဖာသာပြန်မေးမိတော့အပြေကမရှိတပတ်တစ်ခေါက်လောက်စာပို့လူလင်စာရီလာပို့သည်ဖြင့်အမေကမတင်ကားသလိုကြည်ကဘာလဲတာရီးစားတွေဘာတွေရနေပြီလားဟုမေးတော့အမေအားတိုင်းဖက်ထားလိုက်ခါဘာမှတော့ပြန်မဖြေလိုက်မီသူဖြင့်ចောင်းဖွင့်ရံများသူပြန်ရောက်ခဲ့ပြီဖြစ်သည်ဒီတစ်ခေါက်တော့တက်တာများအိယာလိမ်များအဆောင်တွင်ထားခဲ့သည်မို့ ခရီးဆောင်အိတ်တလုံးဖြင့်လွတ်လပ်ပေါ်ပါစွာရှိလာသဖြင့်စိတ်မမောရတော့ကျောင်းဖွင့်မိရက်ထက်နှစ်ရက်စော၍လာမည်ဖြစ်ကြောင်းတင်ထုံးကိုအကြောင်းကြတော့ဘကိုးပူတာရင်ဆင်းမှာသူလာကြုံမည်ဘကိုးမှရန်ကုန်သို့အတူသွားကြမည်ဟုချိန်၍ဘကိုးပူတာရင်ဆင်းလိုက်သည်ဘကိုးရောက်တော့မနေ့အစောကြီးပိုင်းဖြစ်နေသဖြင့်တင်ထုံးတို့အိမ်တွင်တရေအိပ်ပြီးနှိုးမှရန်ကုန်ကားစီ၍ထွက်လာခဲ့ကြသည်ကျောင်းဖွင့်ရက်ထက်နှစ်ရက်စောလာခဲ့ကြခြင်းမှာတရေစော၍ရောက်လာမည်ညိုရိုးကို ဥတာရင်သွားပြီးကြိုကျင်၍ဖြစ်သည်ကျောင်းပည့်ရဲ့တနွေလုံးခွဲထားရသည့်ချစ်သူနှင့်တငယ်ချင်းများကို ပြန်ဆောင်ရတော့မည်ဖြစ်၍ကျွန်တော်တို့လွန်စွာပြောနေကြ၏ရန်ကုန်ရောက်နေပြီဟုကြိုတင်သိထားသောရန်ကုန်မှအဖွဲ့များကကျောင်းထဲလာလေကြသည်ညိုနှင့်ဆွေတို့ကိုဘူတာသွားကြိုလျင်သူတို့လည်းလိုက်မည်ဟုနိုင်ကြီးအောင်အောင်မျိုးမျိုးနှင့်တီတာတို့ကပြောသဖြင့်ကျွန်တော်တို့ညိုတို့ရောက်လာတော့ဘူတာတွင် အတူသွားကြိုကြသည်ညိုနှင့်ဆွေတို့နှစ်ဦးစလုံးကိုဘူတာကြီးတွင်အတူကြိုရ၏ ညိုကလဗဒန်းတွင်ဆင်းကဆွေပါလာသောပြည်ယထားပြောင်း၍စီးလာမည်ဟုကြိုသိထားခြင်းကြောင့်ဖြစ်သည်။ရန်ကုန်အဖွဲ့နှင့်သူတို့ချင်းစုံကြသည့်၌စူညံပေါ်လောရိုက်နေ၍ကျွန်တော်ရောတင်ထွန်ရောညိုတို့ကိုစကားပြောနှုတ်ဆက်ခွင့်မရ။အိမ်ကနှစ်ရက်ကြိုထွက်ခဲ့ရသောကျွန်တော်အနှဲငယ်ရောကျွဲမိတူခြင်းတို့ဖြစ်နေ၏။ဤဒီကိုရိမ့်မိသောညိုကကျွန်တော်ကိုရှာထုတ်ပြောင်ပြ၏။နေနေအောင်ပေါ်ညူရာဟုအတိဗေရာသည့်အပြုံဖြင့်ကျွန်တော်ကောင်းပြန်နှိမ်ပြလိုက်သည် ို့ဖြင့်ဘူတာမှចောင်းဆောင်တို့လေးဘင်းကားထက်ပို၍လူဆန်သောပရက်စတိုကားငှား၍ကျွန်တော်တို့လာခဲ့ကြ၏လက်ပံပင်ဇရဲကြသည်ဟူသော ရှေးမြမာမှုနယ်ပယ်မှစကားတခွန်းသည်ယခုအခါအလွန်မှန်ကန်လှကြောင်းကျွန်တော်ကိုယ်တိုင်ကြုံ၍ယာနှုံးပြီးယုံကြည်လက်ခံလိုက်ပြီဖြစ်သည်ညိုနှင့်တွေ့လျင် ပြောမည်ဟုရည်စူးစီစဉ်ထားသောတန်စင်မဲ့ကဗျာတို့သည်လည်းဘယ်စီလွင်းပြောက်ကုန်မည်မသိအင်းအားဆောင်သာရောက်လာခဲ့သည်စကားတခွန်းမှမပြောလိုက်ရ ။ဤကြားတဲ့ညိုကတစ်ချိန်လုံးပြောင်ပြနေသည်။ပါဇက်တပြင်းပြင်းလုံနေသော တင်ထွန်လဲဆွေးကိုဘာမှမပြောလိုက်ရ။ညနေပြန်ဆောင်ကြမည်ဟုနှုတ်ဆက်စကားသာပြောပြီးပြန်ခဲ့ရသည်။ရန်ကုန်ကအဖွဲတွေလည်းနှုတ်ဆက်ပြီးအသီးသီးပြန်ကုန်ကြပြီဖြစ်သည်။ဒီနေ့တော့ထမင်းကိုအပြင်ဆိုင်မှာဝယ်စားရမည်ဖြစ်သည်။အဆောင်ကတရားဝင်ကြီးညာထားသောဖွင့်ရမဟုတ်သေးသည်မို့ထမင်းမကြွေသည်ညိုတို့အဆောင်ကပြန်တော့သူတို့ပေးလိုက်သောစီတမင်းနှင့်စာကလေးကြော်ကိုလက်ဖက်ရည်ဆိုင်တွင်ဝင်ထိုင်ရင်း လက်ဖဲရည်တစ်ခွက်နဲ့နေတချမ်းပြီးလိုက်ရ၏ညနေထမင်းစားဖို့တောင်ပြောချိန်မရလိုက်ဘူးဟုတင်ထွန်းပြောတော့ညနေကြဆုံမယ်လို့ပြောခဲ့တာပဲကွာသူတို့ကမဆောင်ပဲထွက်သွားရင်ဘယ်နဲ့လုံးမလဲညနေကြတော့နည်းနည်းဆော့သွားလိုက်တာပေါ့ကွာဟုကျွန်တော်ပြန်ပြောလိုက်၏ဒီလိုဖြင့်ညနေရောက်တော့အနေငယ်ဆော့၍ညူရုအဆောင်ရောက်လာခဲ့ကြ၏ဧကန်းတွင်ခနဆောင်အပီးမှာတော့ကျွန်တော်တို့၄ယောက်အတူ ထမင်းစားရန်လဲရန်ဘက်သို့လှမ်းလျှောက်ထွက်လာခဲ့ကြ၏ တင်ထွန်းနဲ့ဆွေကပလက်ဖောင်းတစ်ဖက်ကျွန်တော်နဲ့ညိုကပလက်ဖောင်းတစ်ဖက်ရှောက်ခဲ့ကြ၏အရင်လိုရှေ့နာမဟုတ်ကြတော့စကိုင်းလန်းနှင့်အဓိပတိလန်းသည်ယခုလိုနေချိုချိုတွင်အလွန်လန်းလျှောက်လိုကောင်း၏ထို့သောရှောက်လာကြရင်မှညိုကကျွန်တော်လက်မောင်းအားသူ့လက်နှစ်ဖက်ဖြင့်ဇုံတွဲခိုကကျွန်တော်မျက်နှာကိုကြည့်ရင် မောင်းမောင်းညိုအရန်လွှမ်းနေတာသိလားဟုမျက်လုံးလေးဝင့်ကပြောတော့ပေါင်လေညို့လွှမ်းနေတာပါပဲ ခုပြန်ပြောလိုက်တော့အခါညို့ရဲ့ပျော်ရွှင်ကြည်နူးမှုလေးကိုကြည်ရင်ဖြင့်ဒီနေ့နေ့လယ်ပိုင်းထမင်းစားရန်အဆောင်ပြန်ရောက်တော့အဆောင်တွင်တရတော်ကြောင်းတိုင်းမှဦးစင်းလေးနှင့် အမေမောင်ဦးလေးတို့ဧကန်းဆောင်တွင်ထိုင်ဆောင်နေသည်ကို တွေ့လိုက်ရ၍တင်ထွန်အားကျွန်တော်နောက်ကျမည်ဖြစ်သဖြင့်ထမင်းစားသွားနေရန်ပြောလိုက်သည်ဦးလေးမှာအလူကိစ္စအတွက်ပြည်စည်းဝယ်ရန်ရန်ကုန်တက်လာခြင်းဖြစ်ပြီးအမေထည့်ပေးလိုက်သည့်စာနှင့်စားတောက်ဖွဲရများကိုလာပို့ပေးခြင်းဖြစ်သည် စကားပြောဆိုပြီးဦးစင်းလေးနှင့်ဦးလေးကပြန်တော့မည်ဟုနှုတ်ဆက်စကားပြောတော့ကျွန်တော်ကကျေးဇူးတင်ကြောင်းပြောကအင်ကိုတော့နောက်မှစားထဲလိုက်မည်ဟုမှားလိုက်သည်ဦးစင်းလေးနှင့်ဦးလေးတို့အားအဆောင်ပြင်ဘက်ထိလိုက်ပို့လိုက်ပြီးသူတို့ခက်လှန်းလန်းရောက်တော့မှထမင်းစားဆောင်သွား၍ထမင်းကိုကမန်းကရန်စားကတင်ထုံးလို့ရှိရာအမှုပညာကံဘက်သို့လိုက်လာခဲ့သည်ကဲငိုပွေယာငူဝပွေယာ same we are တက်ကတူချောင်းတော်မာလီပြပွေလိုက်လေမိတယောက်သေးမပြောနိုင်မီအာစီရဲရောက်၍အမှုပညာကန်းနဲ့ဝင်လိုက်သည်နှင့်ကြားလိုက်ရသောတချင်းတန်ဖြစ်သည်ចောင်းသားចောင်းသူအများစုဝိုင်းနာထောင်နေတော်လဲတချင်းတန်မှာအပါအခြားအတန်မကြရာ အမတန်ဆွဲဆောင်မှုရှိလာသောချိုပြုံးဤတက္ကသိုလ်ကျောင်းကငွေလာမင်းတချင်းကိုတည်ဆုံနေခြင်းဖြစ်သည်။ကောင်းလာကြည်လားဆိုပြီးအခန်းထဲတွင်ခဏရပ်၍နားထောင်နေမိသည်။အတန်ပိုင်ရှင်ကတော့ညူဖြစ်သည်။စန်းနီးယားဆရာဤပြောင်မြောက်လာသောတီးခတ်ပံ့ပိုးမှုအောက်တွင် စိတ်အပြည့်ထဲ၍တည်ဆုံနေသောညို့အတန်မှာ အတော်လေးနားထောင်လိုကောင်းသည်။တချင်းဆုံ၍အခန်းထဲဆက်ဝင်လာတော့ညို့ကို အားပေးလက်ခုပ်တံများဖြင့် ဂုံပြူနေကြသည်ကိုဝမ်းမြောက်စွာကြားလိုက်ရသည်။နားထောင်နေသည့်ចောင်းသားចောင်းသူများမှလည်းမနှဲလား။အတီးပိုက်ဆုံးသွားပြီးသောအခါစန်းနီးယားဆရာက ထိုင်ကုန်မှထပြီးညိုခေါင်းလေးကိုပုတ်ခါဂုံပြူရင်းကျွန်တော်ဘက်မင်းငေါ်ပြသည်။ညိုနောက်သို့လှဲကြည့်ကတစ်ချက်ပြုံးပြပြီးကျွန်တော်ရှိရာလေးတွဲစွာရှောက်လာခဲ့သည်။ညိုကျွန်တော်အနားရောက်တော့ညိုတခြင်းဆိုတာအရင်နားထောင်လို့ကောင်းတယ်ကွာ။ ဟုကျွန်တော်ပြောစဉ်ညိုပါမှပြန်မပြောဘဲကျွန်တော်လက်ကိုဆွဲ၍အာစီအပြင်ဘက်ရှိ ထူးဆန်းစွာကောက်ကွေးနေသောကုတ်ကူပင်ကြီးနာသို့ခေါ်လာခဲ့ကာမာညို့ခွင်းမတော်ရဘူးနော်ဟုအစာမရှိအဆုံးမသိစကားကိုပြောလာ၏ရုတ်တရက်မှုကျွန်တော်အယံအံ့အားတင်သွား၏ဟာညို့ကလည်းဘာရီလျှောက်ပြောနေတာလဲပြောပါညို့ခွဲမသွားပါဘူးလို့ညို့ကလည်းမာဘာလို့ခွဲသွားရမှာလဲအတိတ်ပဲရှိတာတွေလျှောက်ပြောနေတယ် ပြောပါမောင်ရဲ့ညိုချခြင်းလိုပါ။မောင်လေးညိုဘယ်တော့မှခွဲမသွားဘူးဟုတ်ပြီလား။လာမောင်တို့တက်တာဆိုင်သွားထိုင်ရအောင်။ဟူပြောကကျွန်တော်ညိုလက်ကိုဆွဲ၍တက်တာဆိုင်ဘက်ထွက်ခဲ့၏။စောစောကကိုရန်တီဆိုခဲ့သောတခြင်းပေါ်မှာစီးမျောခန်းစားသွားရင်ညိုစိတ်ပူသွားဟန်ရှိသည်။တကယ်တော့ကျွန်တော်တို့နှစ်ယောက်မှာကွဲကွာရန်မြည်သည့်အကြောင်းမှမရှိ။ပကတိနှစ်ဖက်လုံးကအေးအေးဆေးဆေးပဲဖြစ်သည်။ ဤတပတ်စနေတနင်္ဂနွေအကြောင်းပိတ်ရများတွင်တင်ထုံးကဘကိုးဖျားဆောင်ဖူးရန်သူနှင့်လိုက်ခဲ့ပါဟုဖိတ်တော့ဟေးဟူဩကဝိုင်းလက်ခုတ်တီးကြ၏။ចောင်းကကန်တင်းများကចောင်းသူចောင်းသားများទីတန်းလိုဖြစ်သည်ဖြင့်ညီသူမှအားနာစရာမလို့ထို့ကြောင့်ကျွန်တော်တို့အဖွဲ့တောင်းချမ်းနေကြခြင်းဖြစ်သည်။ခྱི་သွားရမည်ဆိုလိုကတော့ညင်းမည်သူမရှိ။တင်ထုံးအရင်တပတ်ကဘကိုးပြန်သွားတော့စီစဉ်ခဲ့ပုံရသည်။ဒီတွင်မျိုးမျိုးကစဖောက်တော်သည်။ဘာလဲဆွေးပြမျိုးပြလား။ ဦးပြောတော့ဆွေးမျက်နာနီးရဲကထုံးစံအတိုင်းခေါင်းပင်မဖော်တော့တင်ထွန်းကတော့သွားလေးပြဲကရည်နေ၏ထို့နောက်တီတာကလည်းနောက်ကျမခံဝင်ပြောသည်တို့ကတော့ရောင်တော်ပြန်နဲ့ရောလို့ရမှာပေါ့လေသူများတွေကိုအားကြတယ်ဆိုရင်တော့စူးစားပေါ့တီတာစကားအစုံတော့အောင်းအောင်ကအလစ်ဝင်တွေ့၏အမလီတက်တောင်းချနေရတယ်ယုံလိုက်ဟုမျိုးမျိုးနှင့်တီတာပြိုင်းသူပြောလိုက်တော့ကျွန်တော်တို့အားလုံးဝါးကနေရည်လိုက်ကြသည် ဒါနဲ့တို့ကဘာနဲ့သွားကြမှာလဲလိုင်းကနေလား။ဦးနိုင်ကြီးကမေးတော့တင်ထုံးကတစုတစီတည်းဖြစ်အောင်ဒီကနေပဲကားငှားသွားလိုက်မယ်။အကိုရောက်တော့လေဖျားဆောင်ဖူးကြအောင်မှာဆိုတော့အဲ့ဒါတော့ပိုကောင်းတာပေါ့ကားကဘလို့ငှားမှာလဲ။ဦးနိုင်ကြီးကပြန်ပြောတော့အောင်အောင်ကကားကတော့ငှားရလွယ်ပါတယ်။ highlight လိုင်းကားလေးတွေဂိတ်မှာအော်ရာငှားသွားလို့ရတယ်။ကြားတဲ့ငွေကိုတော့ညီလူညီမခံကြတာပေါ့ဟုပြောတော့တင်ထုံးက ကားကားကတော့အင်းရပေးလိုက်မယ်ငါပါဒီရလိုက်မှာဆိုတော့အမေကကားကိုရန်ကုန်ကနေအပီးငားလာဖို့မှာလိုက်တယ်ဘကိုးမှာသုံးမိန်းနဲ့မြင်းလဲပဲရှိတော့အဆင်မပြေဘူးတရားတကွဲတွေဖြစ်ကုန်မှာစိုးလို့တဲ့ကြည်စန်းသူများရောက်ခမတွေများအငိမ့်ပဲမတ်တီတာကပြောတော့ဝါကနေအကုန်ဝိုင်းကြီးလိုက်ကြပြန်သည်ဆွေကတော့နေစရာပဲမရှိတော့ထိုစဉ်နိုင်ကြီးကအောင်းအောင်းအားကဲကဲအဲ့ဒါဆိုရင်လဲကားငှားတဲ့ကိစ္စမင်းမဲတာဝန်ယူလိုက်တော့ဩတင်းထွန်း အောင်းကိုကားကစီရန်တက်ဖို့ပတ်စံတထောင်လောက်တော့ပေးလိုက်အောင်။ကဲ။ဘာပြောစရာရှိသေးလဲမရှိရင်တနင်္ဂနွေနေ့မနက်9နာရီဂျက်ဆင်ရှိအရ။နိုင်ကြီးကတော့ကျွန်တော်တို့အဖွဲ့ထဲမှာအသက်ကြီးဆုံးဖြစ်တယ်လို့အလွန်စိတ်ဆက်သေးကြသူဖြစ်သည်။ချွတ်ချော်တင်းဆောင်မှုမရှိစေရ။တနင်္ဂနွေနေ့မနက်အစောအာယုံတက်ချိန်လောက်ပဲရှိအောင်မည်။တင်ထွန်းတယောက်အိယာကထဤမူချိုဖျားဝဲပြုလုံးနေ၍ကျွန်တော်မှာဆက်အိပ်၍မနေတော့ပဲခྱི་ထွက်ရန် ပြင်ဆင်ရသည်။ပြင်ဆင်ရသည်ဟု၍ဘာမှမဟုတ် ဤမိုးချိုအဝစားလေးခြင်းသာဖြစ်သည်ညိုရိုးနှင့်အင်းဝဆောင်ရှိရင်ချိန်ထားသည်မို့6နာရီခွဲလောက်ကျွန်တော်တို့အဆောင်ကထွက်လာတော့ညိုရိုးကရောင်းနှင်းနေပြီးဖြစ်သည်လက်ထဲတွင်လည်းအထုပ်ကိုစီကင်ထား၏ဘာတွေလဲဟုကျွန်တော်ကမေးလိုက်တော့ညိုကဒါကညိုရိုးအနှွေးတွေတွင်ဆွေးလက်ထဲကကိုတင်ထုံးမိပါတွေအတွက်လက်ဆောင်ပေးဖို့ဩညိုရိုးကလည်းအဲ့ဒါတွေမလိုပါဘူးဟုတင်ထုံးကဝင်ပြောတော့ကျွန်တော်ကအကျိုးလို့သဘောထားလိုက်ပါ ဟိုကြားထဲကနေဝင်ဆလိုက်သည်ဆွေကျွန်တော်ကိုလှမ်းရိုက်ဤကျွန်တော်တို့လေးယောက်သားစကားတပြောပြောဖြင့်လာကြရာဂျက်စင်ရှိကားလမ်းမသို့ပင်ရောက်ခဲ့ပြီဖြစ်၏ကျွန်တော်တို့အဖွဲရောက်ပြီးလှဲရန်မီပွိုင်းပဲလှမ်းမျောကြည့်လိုက်တော့မျိုးမျိုးနှင့်တီရာတို့နှစ်ဦးလက်ထောင်ပြနှုတ်ဆက်နေတာတွေ့လိုက်ရသည်ပြီးနောက်သိမ့်မကြခင်ပင်ကားရောက်လာခဲ့သည် ကားပေါ်တွင်အောင်အောင်နှင့်အတူနိုင်ကြီးပါပါလာသည်ကိုတွေ့ရ၏လူလဲစုံနေပြီမို့ကျွန်တော်တို့အားလုံးကားပေါ်တက်ခါထွက်ခဲ့ကြသည် ကားကောင်းကန်းမှာနိုင်ကြီးကထိုင်၏ဤတွင်တီရာနှင့်မျိုးမျိုးတို့ကကားကောင်းကန်းနှင့်နောက်ခံဆက်သွယ်သည့်တန်စကားပေါင်းမှနေ၍ကောင်းကန်းမှာထိုင်နေတဲ့ဆရာကြီးကောင်းကန်းကြီးတော့သိပါရဲ့နော်သိပါရဲသိပါရဲရှင်မရောက်ရင်ထိုင်ကြမယ်ကားငှားတာကောင်းကန်းကတတ်တတ်ထပ်ပြရတယ်လားဦးတင်ထွန်းကမေးတော့မျိုးမျိုးနှင့်တီရာတို့ကရည်လိုက်ကြကမဟုတ်ပါဘူးဒီမှာကကားကောင်းကန်းထိုင်နေသူကလက်ဖေးတိုက်ရတယ် ဩဒီလိုလားဟုပြော၏ကာကာရှစ်မိုင်ရောက်တော့လဖေးဆိုင်ရှိရင်ရက်လိုက်၏မင်္ဂလာရှိပြီစွာကျွန်တော်တို့ရှစ်မိုင်တွင်လဖေးရီတောက်ပြီးကားဆက်ထွက်လာတော့အောင်းအောင်းရဲ့တီတာရဲ့မြို့မြို့ရဲတို့ကတံပြိုင်တချင်းတွေစဆို၏ခုတလောအောင်းအောင်းမြင့်ဆုံးဖြစ်သည့်ခိုင်ထူးဤအင်းစလီအခွေမှတချင်းများဖြစ်၏ကျွန်တော်အကြိုက်ဆုံးတချင်းများဖြစ်၍ကျွန်တော်ပါလိုက်ဆိုမိ၏ညိုနှင်းဆွေတို့ကတော့လက်ခုပ်လိုက်ပြီးပြေးကြသည်တချင်းတော့ရပုံမပေါ် တချင်းတွေဆိုလိုက်စကားတွေပြောလိုက်ဖြင့်ပကိုးဆယ်မိုင်ကုန်းရောက်လာပြီဖြစ်သည် တနည်းအားဖြင့်ပကိုးရောက်ရင်ဆယ်မိုင်သာလိုတော့သည်ဖြစ်သည်ပကိုးနှင့်ရန်ကုန်ကမိုင်90ပဲဝေးသဖြင့်ကားကတိတ်မမောင်းလိုက်ရဒီလိုဖြင့်ပကိုးရောက်လာသည် တင်ထွန်းတို့အိမ်ရောက်တော့တင်ထွန်းမိဘများကအိမ်ရှိထွက်ကြ၏တင်ထွန်းကသူ့မိဘများနှင့်တယောက်ချင်းမိတ်ဆက်ပေးသည်တင်ထွန်းအမေကတော့ဆွေးထံမှမျက်စိမခွာတော့ တကတူចောင်းသူအချောလှလေးကိုရအောင်ရွေးရက်သည်ဟူ၍သူ့သားအတွက်ဂုံယူနေပုံရသည် တင်ထုံးအဖေကတော့သားတို့သမီးတို့ထမင်းရင်စားမလားဖះဘူးရင်သွားကြမလားဟုမေးတော့နိုင်ကြီးကထမင်းရင်စားမယ်ဦးထမင်းစားပြီးမှဖះသွားဖို့မယ်ထမင်းစားဖို့ကတော့နည်းနည်းတော့စောသေးတယ်ဆိုပေမဲ့လမ်းမှာစားနေမှာစိုးလို့အေးကောင်းတယ်ဟုတင်ထုံးအဖေပြန်ပြောတော့ထမင်းစားဖို့ပြင်ကြသည် အားလုံးထမင်းဝိုင်းပြင်းရဲ့နောက်ဖေးဘက်ထွက်သွားတော့ဆွေနှင်းညိုတို့ကသူတို့ဝယ်လာသည့်လက်ဆောင်ပစ္စည်းများဖြင့်တင်ထွန်းမိဘများအားကြောကြသည် မင်္ဂလာရှိလိုက်သည့်ဖြစ်ချင်းကျွန်တော်ကတင်ထွန်းအားဆွေဘီနာကနေရာလွတ်တွင် ဝင်ထိုင်၍အတူကြောရန်အချက်ပြလိုက်တော့ငနေသားတုတ်ခနဲဆွေဘီနာတွင်ကြုံကြုံလေးဝင်ထိုင်၏သူတို့ကြောပြီးတော့တင်ထွန်းမိဘများကစုများပေးကြ၏ပြီးနောက်ကျွန်တော်တို့နောက်ဖေးထမင်းစားကန်းဝင်လာရင် ကျွန်တော်ကမင်းငါ့ကိုကျေးဇူးတင်တဲ့ ။ဦးပြောတော့ဆွေနှင်းညိုကတယောက်တစ်ချက်စီစူချာဤမှတ်ပြီလား။ဦးတော်တင်ထွန်ဤဂျေဇူးစကားတံကိုကြားလိုက်ရသည်။ဟေးမေရီဆုံးလာတော့သမင်းဝိုင်းတွင်သားတို့ထည့်စားကြသမီးတို့ထည့်စားကြဟေးအောင်တွေထည့်စားကြဘာမှအာမနာကြနဲ့နော်ဟုပြောရင်ဟင်းတွေခက်ထည့်ပေးနေတော့တင်ထုံးတို့သားမိကြစားနေတဲ့အဖွဲတွေအနေရခက်တယ်လို့တော့ရှိနေကြသည်သမင်းစားပွဲနေရာအခက်ခဲကြောင့်ကျွန်တော်မစားသေးပဲ တင်ထုံးတို့မိသားစုနှစ်ကြားမှတမင်းအတူစားမည်ဟုဆိုက စားနေသူများကို ဝိုင်းကူပေးနေလိုက်သည်ကျက်သားဟင်းပကံထဲမှကျက်အသေးတုံးဆယ်ကကျွန်တော်မြို့မြို့ပကံထဲထည့်ပေးလိုက်မည်ဟုပြုပြီးမှမြို့မြို့ပေးရှိညို့ပကံထဲထည့်ပေးလိုက်၏မြို့မြို့စီမှတေအောင်မဲဟုသောထောပနာတန်ကြားလိုက်ရ၏တင်ထုံးကတော့ဆွေပကံထဲဟင်းစုံခတ်ထည့်ပေးနေသဖြင့်ကျွန်တော်ကဆွေထမင်းစားပါစေအောင်ကွာဟင်းတွေကြီးပဲစားနေရတော့လမ်းကြစားနေပါဦးမယ်ဦးပြောတော့ နမင်းဝိုင်းမှခွေးကနေဆိုသောအတန်နဲ့တူတင်ထွန်ကျွန်တော်ကိုအတန်ဒိတ်ဆဲဤဆက်၍ကျွန်တော်ကပင်တီရအာမတ်တီရာရောင်တော်ပြန်ဟင်းလေထဲ့စားအောင်လေဘဲနဲ့ဘူးဒီပြုတ်တွေကြီးတို့နေတာတုံးဦးဆက်ပြောတော့ညိုကဘလို့ဖြစ်နေတာလဲမသိဘူးဟုဝင်ကောဤအာလုံးထမင်းစားပြီးအင်းရှိကန်းပြန်ရောက်တော့လက်ဖက်တုပ်ချင်းတုပ်ငရမ်းချောက်ဖုတ်စီစံကိမ့်မုတ်လက်ဖက်ရည်နှင့်တီးစုံအချို့ ထက်ကြွေသေးဤကျွန်တော်တို့လည်းထက်စားဤ အဆောင်ပြန်ရောက်ရင်တော့အဆောင်ကထမင်းဟင်းကိုချက်ချင်းစားနိုင်ပါမလားမသိ။ပါဇက်ပြတ်သွားရင်ဒုက္ခဟု တွေးမိသည်။ထမင်းစားပြီး၍ခဏနာပြီးနောက်ကျွန်တော်တို့အဖွဲ့ဖျားဘူးထွက်ကြသည်။ရွှေမော်တော်ဖျားကြီးဟင်းသာကုန်ဖျားရွှေသားလျောင်းဖျားမဟာစီရီနှင့်ရွှေကူလေးဖျားများပူးမြော်ရ၏။ဂျေဇူးကြီးလာသည်။ကိုဘသာကိုဆိုရောက်ဖို့မလွယ်။ဖျားများဖူးပြီးအိမ်ပြန်ရောက်တော့ခဏနာပြီးပြန်ကြတော့မည်ဖြစ်သည်။ တင်ထွန်းအမေကညနေစာပါစားသွားစီလို့တော့လဲကျွန်တော်တို့အဆောင်ပြန်ဝင်ရန်ရှိသေး၍မစားတော့အပြန်ခရီးတွင်တော့တင်ထွန်းမိဘများကအဆောင်နေသူများအတွက်အတင်ကြော်လော်ထားသောအကြော်လော်များရန်ကုန်မှလူများအတွက်တော့ငရမ်းချောင်းနှင့်ငချင်းများလက်ဆောင်ထည့်ပေးလိုက်သည်အဲဝဲကြည်သည်ဆိုတာထက်ပိုသည်ဟုပင်ပြောလို့ရသည် ကျွန်တော်တို့အဖွဲ့တင်ထွန်းမိဘများအားနှုတ်ဆက်ကြော့ပြီးတော့တင်ထွန်းမိဘများကစုမုံကောင်းများချီးမြှင့်ပေးရင်နောက်လဲလာလေဖို့တပါရဲဖိတ်၏ အပြန်ခီးမှာတော့စားကောင်းတောက်ဖွဲ့များတနင်္တဘိုးစားတောက်လာ၍၎င်းခီးပန်းလာ၍၎င်းအာလုံးအိမ်ငိုက်လာကြသည်ညိုကတော့ကျွန်တော်လက်ကို သူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကင်ကပခုံးကိုမှီ၍အိမ်နေ၏ကျွန်တော်ကသူ့ဆုပ်ကင်ထားသောလက်ကိုဖြေးကာသူ့ပခုံးကိုဖတ်ထားမည်ပြုစဉ်ကျွန်တော်လက်ကိုလွှတ်မပေးဘဲညိုအတင်းဆွဲထား၏ကျွန်တော်ဘာလုပ်တော့မည်ဆိုသည်ကို သူကြိုသိထားပုံရ၏ကြော့ကြော့ချစ်သူဖြစ်မှာတော့ဒီလောက်တော့အကင်းပါရပေလိမ့်မည်လေသလားဟုတော့မမေးနဲ့ ျွန်တော်တို့ရန်ကုန်ပြန်ရောက်တော့တင်ထုံးကကားငါကကြားသိငွေကိုပေးချေလိုက်ပြီးကျွန်တော်တို့လေးယောက်သာချက်စင်ရှိရင်ဆင်းကြံခဲ့ကြသည် ထိုစဉ်အနောက်ရက်စီမှမိုးသားများမင်းမောင်တက်လာ၏ကျွန်တော်တို့လေးယောက်လုံးမှထီးတလက်သာပါ၏မောင်ဟိုမှာမိုးတွေအရင်တက်လာနေပြီနော်အင်းနော်မင်းမောင်နေတာပဲလားမိုးလုံးအောင်အမြန်သွားကြစို့ဟုတ်ကျွန်တော်ညို့ကိုပြန်ပြောလိုက်ပြီးတီးရီးဆောင်ရှိလမ်းမှချက်စင်ဖျားချောင်းထီခတ်သွက်သွက်ရှောက်လာခဲ့သည် ျွန်တော်ဖျားချောင်းပေါ်တီကိုအောက်ရောက်လို့ခဏအကြာမတော့မရှိမနှောင်းဆိုသလိုသူတို့လည်းရောက်လာကြသည်မိုးကတော့မြွာသည်ဤတွင်ဆွေကကားစီလာတာခေါင်းနဲ့နဲမူးနေသဖြင့်တန်မြာရီတောက်ချင်သည်ဟုဆို၍တောင်ငူဆောင်ကင်တင်းကိုဂျက်ဆင်ဖျားချောင်းပေးတကုံလန်းသွဲအတိုင်းလာခဲ့ကြ၏ကျွန်တော်နှင့်တင်ထွန်းကတော့အချိန်ကနည်းနည်းစောသေးတာကတကြောင်အဆောင်ပြန်မဝင်ခြင်းသေးတာကတကြောင်တို့ကြောင့်လက်ဖေးဆိုင်ထိုင်အောင်မှမို့အတော်ဖြစ်သွား၏ ចောင်းသားចောင်းသူဘဝမှာတမိစားတွေမစိုးထားနဲ့တငယ်ချင်းတွေတောင်အချိန်ရသရွေ့အတူနေခြင်းကြသည်ခွဲမသွားလို့ကြကျွန်တော်တို့လည်းထိုးထက်မပို့ဘူးဟုဆိုလျင်တောင်မရော့ပါမိုးကမရွာသေးဘူးဆိုပေမဲ့ချက်ချင်းဆိုသလိုရွာခြင်းရွာနိုင်တာမို့ကျွန်တော်ညှို့လက်ထဲမှာထီးကိုယူကာတင်ထုံးနဲ့ဆွေအားပေးခဲ့ပြီးညှို့လက်ကိုဆွဲကရှေးကနေတုတ်ချေတင်ခဲ့ဤဒဂုံလန်းအစုံတောင်ငူဆောင်ဝင်ပေါက်ရောက်တော့မိုးစရွာဤ ျွန်တော်ညှို့လက်ကိုဆွဲက အနည်းဆုံးဆိုင်ထဲသို့ပြေးဝင်ခဲ့၏။ဒါရောင်မိုးဆက်ကလေးများကကျွန်တော်တို့နှစ်ယောက်ထံကန့်ညီပါလာသေး၏။ကျွန်တော်တို့နှစ်ယောက်ဇပွဲဝိုင်းတစ်ခုတွင်ထိုင်ရင်းညှို့ခေါင်းပေါ်မှရေဆက်ကလေးများအားကျွန်တော်ညှို့ကိုဝယ်ပေးသောခေါင်းစည်းပဝါလေးဖြင့်တုပ်ပေးနေခဲ့သည်။မညှို့ချစ်လိုက်ရင်ချစ်တာပေါ့ညှို့ရဲ့ဒါနဲ့ဘာလို့မေးတာလဲ။မယုံလို့မေးတာလား။မဟုတ်ပါဘူးမောင်ရဲ့။မောင်ယုံပါတယ်။ညိုမောင်နဲ့ဝေးရမအောင်အရင်ကြောက်တယ်။ အဲ့ဒါကြောင့်မို့ပါညိုကလည်းဘာလို့မဟုတ်တာတွေရှောက်တွေးနေတာလဲဥပဒဏ်ကြောင့်ဥပရောက်တတ်တယ်ညိုရဲ့ရှောက်တွေးမနေနဲ့နော်ဟိုပြောရင်မျက်နာပေါ်ဝဲကျလာသောသပင်များကိုညိုကောင်းပေါ်ကိုတတ်တင်ပေးနေစဉ်တင်ထုံးနဲ့ဆွေတို့ရောက်လာသည်သူတို့ရောက်လာပြီးဆိုင်ကိုမှားစရာရှိတာမှားပြီးမကြခင်မှာတော့မိုးသည်တဲကြီးမဲကြီးရွာချတော့သည်တခါတည်းရန်မြည်ဟီးထစ်ချုံးတန်နဲ့အတူ မိုးချိုးပြစ်တံများကြတော့ညိုကျွန်တော်ရင်ခွင်နဲ့တိုးဝင်၏။ဆွေလဲတင်ထွန်းရင်ခွင်နဲ့ရောက်နေသည်ဖြစ်၏။မိုးချင်းတံများနှင့်အပြိုင်မြည်ဟီးနေသော ရင်ခုန်တံကိုညိုချားမည်လိုတော့ထင်သည်။ကျွန်တော်တို့အေးအေးတောက်ပြီးနောက်အဆောင်ဝင်းရန်အချိန်သင့်ပြီမို့ဆိုင်ကိုပတ်စံရှင်းကပြန်လာကြ၏။အပြန်လန်းတွင်ညိုနှင့်ဆွေကထီးတကြားကျွန်တော်တို့နှစ်ယောက်ကအလွတ်ပြန်လာကြသည်။မိုးကတော့မတိတ်သေး။ ိုးချင်းတံများကြောင့်သူတို့ကြောက်နေမည်ဆို၍ကျွန်တော်တို့နှစ်ယောက်အင်းရဆောင်ထိလိုက်ပို့ခဲ့ကြပြီးမှကျွန်တော်တို့အဆောင်ပြန်လာခဲ့ကြသည်။ပြန်ကနီးရင်ဆွေကကိုအဆောင်ရောက်ရင်နွဲ့နွဲ့ထွေးထွေးနေအောင်တော့ဖျားနေအောင်မယ်။ဟုမာတန်ကြတော့တင်ထွန်ဆွေကို မျက်လုံးပြူပြီးကြည့်နေ၏။ညိုကတော့မောင်ထီဥသွားလေ။ဟုပြောတော့ကျွန်တော်ကောင်းခါပြလိုက်ပြီးမယူတော့ပါဘူးညိုရတကူလုံးစိုးနေပြီပဲ။သွားတော့မယ်တက်တာ။ဟုနှုတ်ဆက်ခါပြန်လာခဲ့ကြ၏။ ပကိုးကပြန်လာပြီးသည့်နောက်ပိုင်းနေ့ရက်များတွင်ကျွန်တော်တို့အဖွဲ့အုပ်စု꿰သွားကြသည်ကျွန်တော်တို့အဖွဲ့ဆိုသည်မှာကျွန်တော်တို့လေယောက်ကိုပြောခြင်းဖြစ်သည်ကျွန်တော်နှင့်ညိုကတစ်ဖွဲ့တင်ထွန်းနှင့်ဆွေကတစ်ဖွဲ့꿰သွားကြခြင်းဖြစ်သည်ဆက်ဆံရေးအဆင်မပြေကြလို့တော့မဟုတ်အဆင်ပြေလွန်းအားကြီး၍ဖြစ်သည်အရင်လိုလေယောက်တပူးတွဲတွဲမဟုတ်တော့ဘဲနှစ်ယောက်တတွဲငါးစုပင်လန်ခွဲဖြစ်ခဲ့ကြသည်ငါးစုပင်လန်ခွဲဆိုသည်မှာတခြားတော့မဟုတ် အတန်းအားသည့်အချိန်များတွင်ကျွန်တော်တို့လေးယောက်ပွင့်နှင်းသပင်ခမ်းမရှိအရာတင်ထုံးတို့အတွေကငါးစုပင်ကြီးဘက်ခွဲသွားပြီးစီးပွားရေးတက်ကတူနှင့်ပွင့်နှင်းသပင်ခမ်းမအကြာခုံတန်းများတွင်သွားထိုင်လေးရှိပြီးကျွန်တော်နှင့်ညိုကပွင့်နှင်းသပင်ခေါင်းရင်းဘက်ကပန်းချံထဲတွင်သွားရောက်ထိုင်ကြခြင်းဖြစ်သည်နေ့စဉ်ဆိုသလိုသွားကြသည်တော့မဟုတ်အတန်းအားသည့်အချိန်မျိုးတခြားဦးစားပေးဆောင်ရွက်ရန်ကိစ္စများမရှိသည့်ရက်များတွင်သာသွားကြခြင်းဖြစ်သည်ဤဒီမှာဆ ảy ၍ မောင်နှင်းညိုဟူသောချစ်သူနှစ်ဦးနှင့်ကိုနှင်းဆွေဟူသောချစ်သူစုံတွဲများသည် ရန်ကုန်ဝိဇာနှင့်တိတ်ပံတက္ကသိုလ်၏ကြီးနူးစွပြန့်ပွဲရာဇလန်းလေးများထဲမှဇလန်းတစ်ပုဒ်ဖြစ်ခဲ့ကြသည်ဟုဟုတ်ကဲ့အပိုင်း၅ကိုဒီမှာပဲရနာထားပြစီရှင်။နောက်လာမယ့် အပိုင်း၆ကိုလည်းဆက်လက်ဆောင်မြော်နားဆင်ပေးကြပါအောင်ရှင်။ကျေးဇူးအထူးတင်ပါတယ်ရှင်။